ချင်းပြည်တီးတိမ်မြို့နယ်မှာအင်မတန်အရေးပါတဲ့ CA ဘူဟာမြောက်နေရာတစ်ခုကိုချင်းတော်လည်ရဲ့တပ်ဖွဲ့တွေကရက်ပိုင်းအတွင်းပြန်လည်သိမ်းပိုက်လိုက်ပါပြီ။ဒါကတော့တီးတိမ်မြို့နယ်ထဲကကနေဒီတောင်တပ်စခန်းနေရာဖြစ်ပါတယ်။စစ်ကောင်မရှင်တပ်ဖွဲ့တွေဟာအော်တိုဘာ29ရက်နေ့မှာအင်အား400ခန့်နဲ့ဝင်ရောက်နေရာယူထားခဲ့တာပါ အခုတော့နိုဝင်ဘာလ18ရက်နေ့ညပိုင်းမှာ PDF ဇိုလန်ဥဆောင်တဲ့ ချင်းညီနောင်အဖွဲ့ကတိုက်ခိုက်ပြီး KN တွေတိစီရမိကပြန်လဲထိ ंछ ုပ်လိုက်ပြီလို့မြေပြင်သတင်းရင်းမြစ်က ပြောပါတယ် PDF ဇူလန်ကတော့ဒါဟာစစ်ကွမရှင်ရဲ့ရွေးကောက်ပွဲ ဖြစ်မြောက်ရေးစစ်ကြောင်းကိုဗျူဟာအရာ ခိတရှောက်ပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်စီအရာအရေးပါတဲ့ကနေဒီတောင်ကိုပြန်လဲရယူနိုင်ခဲ့တာဟာချင်းတော်လဲရေးအတွက်အရေးပါတဲ့အောက်ပွဲတစ်ခုဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ စစ်ကုမရှင်တပ်ရဲ့အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာမကွေးမန္တလေးနဲ့စကိုင်းတိုင်းတွေမှာဆက်တိုက်ဖြစ်ပွားခဲ့ပြီးမကွေးတိုင်းမြိုင်မြို့နယ်မှာကလေးငယ်တွေအပါအဝင်အရက်သား9ယောက်အသက်ဆုံးရှုံးခဲ့ရပါတယ် အဆိုအဝါဆုံးဖြစ်စဉ်ကတော့မြိုင်မြို့နယ်ကံကြီးရွာမှာဖြစ်ပြီးဒီနိုဝင်ဘာလ20ရက်နေ့မနက်7:00နာရီကျော်မှာမိထီလာလီတက်ကနေတက်လာတဲ့ Jet Fighter လင်းရင်ကပေါင်200ဘုံးနှလုံးကိုကျဲချခဲ့တာပါဒီတိုက်ခိုက်မှုကြောင့်ကလီငယ်၃ယောက်အပါဝင်အရက်သား၅ယောက်သေဆုံးခဲ့ပြီးနေအိမ်၁၀လုံးအထိပျက်စီးကဒဏ်ရာရရှိသူအယောက်၃၀လောက်ရှိခဲ့တယ်လို့ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကအတည်ပြုပါတယ် အညာမြေတပ်ပေါင်းစုရဲ့ထုတ်ပြန်ချက်အရတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့လူသူအိမ်မောကြချေရည်ရွယ်ချက်ရှိရှိရွာပေါ်တက်တက်ကျဲချခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။တပိတ်ကျင်ကလီချောင်းတိုက်ခိုက်ခံရမှုအခြေအနေကိုအသေးစိတ်ဆက်ပြောပြပါမယ်။ မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မှာတိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲနဲ့စစ်ကွန်မရှင်တပ်ကလေကြောင်းကနေအကြောင်းမဲ့တိုက်ခိုက်ခဲ့တဲ့အတွက် အပြည့်မဲ့အရက်သားပြည်သူတွေတိတ်ဆုံထိခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ဖြစ်ပွားခဲ့တဲ့နေရာကတော့တပိတ်ချင်းမြို့နယ်လက်ပံပြန့်ရွာဖြစ်ပြီးနိုဝင်ဘာလ16ရက်နေ့ညနေ4နာရီခွဲအချိန်လောက်မှာစစ်ကွန်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုခံခဲ့ရတာပါ။ ဒီတိုက်ခိုက်မှုဟာတိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲလုပ်ခဲ့တဲ့တိုက်ခိုက်မှုဖြစ်ပြီးရွာသား၂ယောက်အသက်ဆုံးရှုံးခဲ့တယ်လို့၃ယောက်ကတော့ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ PDF မန္တလေးကဆိုပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်လို့အသေးစိတ်ထုတ်ပြန်ခဲ့တာကတော့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မန္တလေးကဖြစ်ပါတယ်။ စစ်ကောင်မရှင်တပ်ဟာတိုက်ပွဲဖြစ်ပွားတဲ့နေရာမဟုတ်တဲ့အရက်သားရွာတွေကိုပါ ပြစ်မှတ်ထားလီချောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတာကြောင့်ဒီသားခဲ့ပြည်သူတွေရဲ့လှုပ်ချုံရေးအခြေအနေဟာအထူးစိုးရိမ်စရာဖြစ်နေပါတယ်။တပိတ်ကျင်းဘက်ကတည်င်းပြီးတော့မူကုတ်ဘက်ကတည်င်းနဲ့ဆက်ပါမယ်။ စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုတအန်သက်ထင်းနယ်လီကလုံခြုံရေးယူပေးပြီးမြို့ထဲကိုပြန်ခေါ်ပေးရမယ်ဆိုတဲ့ကောလာဟာလာတည်င်းတွေကြောင့်ဒေသခံတွေရဲ့စိုးရိမ်စိတ်တွေဟာအမြင့်ဆုံးကိုရောက်နေပါတယ်မိုးကုံမြို့မှာလက်ရှိစစ်ဆောင်နေရသူအရေအတွက်ဟာမြို့သိမ်းတိုက်ပွဲမဖြစ်ခင်ဒုက္ခထက်ပိုပြီးများနေတယ်လို့ဆိုကြပါရယ်မြို့ခံတွေကစိုးရိမ်ပြီးအဆုလိုက်အပြုတ်လိုက်ရှောင်နေကြပြီလို့ PDF တဲ့ရင်မှာထောက်ပို့လုံနေတဲ့သူတယောက်ကပြောပါရယ် အခုထွက်နေတဲ့တည်ဟာတရုတ်အစိုးရရဲ့ဂျားခတ်မှုနဲ့လာရှိုးမြို့မှာနိုဝင်ဘာ12ရက်နေ့ကလက်မှတ်ရေးထိုးခဲ့တာလို့ဆိုကြပါတယ်။ဒါပေမဲ့ TNL ဘက်ကတရင်ဝင်ထုတ်ပြန်တာမျိုးတော့မရှိသေးပါဘူး။စစ်ကောင်မရှင်သက်ပြန်ဝင်လာရင်ဖက်စည်းခံရမှာကိုစိုးရိမ်တဲ့မူကုတ်ဒီသားခံတွေဟာစစ်သက်ကိုလက်မခံကြောင်းပြသတဲ့အနေနဲ့နိုဝင်ဘာ6ရက်နေ့ညတော့ကလည်းတန်ဖိုးသီးဆန္ဒထုတ်ဖော်မှုတွေကိုလုပ်ခဲ့ကြပါသေး စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲဥပဒေကြောင့်မြန်မာနိုင်ငံကတည်င်းထောက်တွေဟာတည်တဲ့အထိချိန်ချောက်ခံနေရပါတယ်မြန်မာနိုင်ငံမှာသတင်းမီဒီယာလောကဟာစစ်ကောင်မရှင်ရဲ့ပြင်းထန်တဲ့ဥပဒေအသစ်တွေနဲ့ဖိနှိပ်မှုတွေခံနေရတယ်လို့အသံအဖွဲ့ကနိုဝင်ဘာလ16ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ ပထမဆုံးအနေနဲ့စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုတွေနဲ့အတူထွက်ပေါ်လာတဲ့ဥပဒေအသစ်ဟာတည်တဲ့သမားတွေကိုဓာတ်ရိုက်ပြင့်မဲ့ထားနေတယ်လို့ဆိုပါတယ်။အဲဒီဥပဒေကတော့ရွေးကောက်ပွဲပြက်စီးစေရန်စာရေးသားချင်းအပါအဝင်အနောက်ရှက်ပြည်ရဲ့လုံရက်တွေအတွက်တည်တဲ့အထိပြည်တံချမှတ်နိုင်တာကြောင့်ဝေဖန်ရေးသားတဲ့တည်တဲ့သမားတွေကိုထိရောက်စွာတားမြစ်ထားပါတယ်။ စက်တင်ဘာလ2025ခုနှစ်အကုန်မှာတည်င်းသမား96ယောက်ဟာအကျဉ်းထောက်ထဲမှာဆက်ရှိနေဆဲဖြစ်ပြီး2023စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတည်င်းသမားပေါင်း223ယောက်အထိဖမ်းဆီးခံခဲ့ရပါတယ်ဒီလိုဖက်စီးခံရမှုတွေအပြင်မီဒီယာလောကဟာနိုင်ငံတကာထောက်ပံ့မှုရောကြမှုတံကိုလည်းရင်ဆိုင်နေရပါတယ် တမရထရလက်ထဲမှာအမေရိကန်ထောက်ပံ့မှုတွေပြတ်တောက်သွားခဲ့ပြီး2026ခုနှစ်ဇွန်လမှာဆွီဒင်အစိုးရကမြန်မာနိုင်ငံအတွက်ဖွံ့ဖြိုးရေးဆိုင်ရာအကူအညီတွေအလုံးရက်ဆိုင်တော့မှာဖြစ်လို့လွတ်လပ်တဲ့မီဒီယာတွေအတွက်နောက်ထပ်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာပါတယ်လက်ရှိအခြေအနေဟာမြန်မာနိုင်ငံမှာတည်င်းရယူဖို့အတွက်အတိတ်ကရွေးကောက်ပွဲကာလတွေနဲ့လုံးဝမတူဘဲအလွန်အသင့်ကျက်နေပါတယ်